online form မှာပါတယ် JavaScript ရဲ့အခန်းကဏ္ဍအလုပ်လျှောက်တဲ့အခါသင်တန်းအပ်တဲ့အခါ online webinar တွေရောက်တဲ့အခါမျိုးမှာစာရင်းပေးလျှောက်ထားတဲ့အနေနဲ့ဖြည့်သွင်းရတဲ့ form ကိုကျွန်တော်တို့အသုံးပြုလေ့ရှိပါတယ်ဒီ form ရဲ့နောက်ပိုင်းမှာ JavaScript ကအရေးပါတဲ့ကဏ္ဍတစ်ခုအနေနဲ့ပါဝင်ပါတယ်။ပြီးပြည့်စုံတဲ့ form တွေကိုကိုယ်တိုင်ပြုလုပ်ဖန်တီးခြင်းနဲ့ဆိုရင်တော့ Innovasia JavaScript course ကိုတည်ရလိုက်ပါနော်။ JavaScript ရဲ့ခန်းကဏ္ဍ font တစ်ခုမှာသင်ရဲ့နာမည် email password တွေရိုက်ထည့်လိုက်တဲ့အခါ JavaScript ကတူချက်လက်တွေမှန်ကန်သလားချက်ချင်းစစ်ဆေးပြတာကြောင့် submit လုပ်ပြီးမှ error ဖြစ်မဖြစ်ဆောင်ရတာမျိုးမရှိတော့ပါဘူး JavaScript ကြောင့်သင်ရခြင်းလက်တွေကိုဘောင်ကမှတ်မိနေပါတယ်။ဒါကြောင့်သင်ဖြည့်သွင်းတဲ့အခါ suggest လုပ်ပေးတဲ့ option တွေရှိနေပြီး form ဖြည့်သွင်းခြင်း process ကိုမျက်စဲစေပါတယ်။မဖြစ်မနေဖြည့်သွင်းရတဲ့နေရာတွေမှာ collapse ဖြစ်နေလားစစ်ဆေးပြီးအချက်အလက်မပြည့်စုံပဲ submit လုပ်ပွင့်ခြင်းမှာကာဝယ်ပေးရတယ်။ JavaScript ရဲ့အလုပ်ပါပဲ။ပေးဆွေးရနေနဲ့ online form တွေတုံးယူခြင်းအဖြစ်မိမိရဲ့လုပ်ငန်းဆောင်တာတွေပုံမလွယ်ကိုအဆင်ပြေသွားရဆိုရင် JavaScript ကိုပါကျေးဇူးတင်နေပါတယ်နော်